စကားတော့ဝစားလေးစီစဉ်ပြီးသွားပြီလားအာငူဟာစီစဉ်ရသေးဘူးဒီကနေပြန်တော့မှပဲစီစဉ်မို့လေတစ်ခေါက်ရိုက်တယ်ဆိုတာကျွန်တော်အဲ့ဒီကိုလူမင်းနဲ့ဘော်ဝီဆော့ဆာနဲ့ဘော်ဝီဆော့ဆာနာမည်ကြီးတဲ့တချင်တပုတ်ပဲအဲ့ဒီချင်းကိုတိုက်တယ်လို့ပြီးတော့ဗီဒီယိုရိုက်တယ်ပရိသတ်လည်းအဲ့ဒီတော့တော်တော်ကြားပြီးနှစ်ဆယ်နဲ့ခြေလောက်ရှိ ਉ နဲ့လူရယ်ရှဲပြီးတော့သူမရိုက်တော့ဘူးအဲ့ဒီကလည်းအောင်မြင်တယ် တရုတ်ဆောင်တာအဲ့လိုဒီစာကြက်တာမလို့ dialogue ကိုကြက်လဲဆိုတော့ तू က rap ပုံစံမှတ်ထားအလိုအလိုမှတ်တာတဲ့ဆိုတော့ तू ကလည်းမရှိဆိုတဲ့ပုံစံ तू ကြက်တာတဲ့ဆိုတော့ तू ကလည်းတမျိုး dialogue ကိုဟုတ်ကဲ့အော်အော်ကြာအော်ကြာကောင်းတယ်ဟုတ်အဲ့ဒီအတဲကွာအစင်ပြေနေတာအဲ့ဒီကလေးမလေးကပြေတော့ no အဆက်ပြတ်သွားတော့အခု guide တွေ့တော့မှမေးပြီတမိပါဘလို့ စက်မရိတ်တာလဲဆိုတော့ညို့တချင်းနဲ့ရုပ်ရှင်နဲ့မတူတဲ့ဟာတွေသူရှင်းပြတယ်။အဲကြောင့်ဟိုတချင်းကတော့မြေတန်းပရိသတ်နဲ့ in touch ဖြစ်နေတာကိုရုပ်ရှင်ကြောင့်လည်းဟိုဟိုကဖြစ်တဲ့အတွက်ကြောင့်မို့သူအဲ့ဒါကြောင့်မှအဆူပြောပြတယ်။ဟိုအဆင်ပြေတယ်အဆင်ပြေတယ်ဒီကလေးမလေးအဆင်ပြေတယ်သူလုံးမယ်ဆိုရင်ပေါ့လေအဆင်ပြေပါတယ်။အဲ့တော့သူပြောလို့ပဲ drama ဘာလဲရိုက်ပြီးကျင်တယ်ဒီကလေးမလေးကိုလေအောင်မြင်တဲ့ပြောင်းကောင်းတယောက်ဖြစ်မှာ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 ဟုတ်ကဲ့ဟုတ်ကဲ့ ထွေထူးထူးတော့မရှိပါဘူးရုပ်ရှင်ဆိုတော့ထုတ်လို့ရဟာတာကားလေးရိုက်ချင်တယ်ဆိုတာနဲ့ကျွန်တော်ဇက်လေးရှာပြီးရိုက်ဖြစ်ပါပါအဲခက်တယ်ကျွန်တော်အတွက်ကတော့ဟာတာကခက်ပါတယ်ခက်တယ်ဆိုမဲ့အဲ့လိုပေါ့ကျွန်တော်ကဟိုဟိုဟာတာကြိုက်တာဟိုဟိုဆရာဦးတာသူတို့ဥဝနာတို့ရိုက်ပုံစံမျိုးကျွန်တော်ကကြိုက်တာလေအော်ကျွန်တော်တော့ခက်ပါတယ်ဒါပေမဲ့အဲ့လိုပေါ့ရန်ဖာရန်ခါလေးဟာတာကားလေးတွေရိုက်ဖြစ်နေတော့ ဒါလေးရိုက်ပြတာပေါ့ဒီ39ပိုက်ဘူးလို့ငတ်ပြတဲ့ဒုက္ခလို့ဆိုအဲ့လိုမျိုးပလော့လေးနဲ့ဟာမျိုးရိုက်ရင်ရိုက်ဖြစ်ပါတယ်ဟုတ်တယ်ခက်တယ်ဆိုတာအခုနကျွန်တော်အတွက်ခက်တာလေပါတာကားရိုက်ပြီးတော့မရည်ရရင်ရည်ရအောင်ရိုက်တတ်ကမရည်ရရင်ပုံဆိုးပဲလေအဲ့လိုဖြစ်မှလည်းဒါပေမဲ့ကျွန်တော်နီးအဲ့ဒီရှေ့ရကားလေးဒီ39ပိုက်ဘူးရိုက်ပြီးတဲ့အချိန်မှာဘာသွားတွေ့တယ်ဆိုတော့ဒီဇေယပလော့လုတ်တယ် ပေးသက်ကိုရည်ဖို့အချိန်ပေးမယ်ပေးသက်ရည်ဖို့နားတဲ့အချိန်ပေးရမယ်ဆိုပြီးတော့နည်းနည်းတော့သဘောပေါက်လိုက်ပြီလေဟိုဒီကားမှလည်းအဲ့လိုပါပဲဟိုပလော့လေးတွေရှာပြီးတော့ကျွန်တော်ရိုက်ထားပါတယ်ဟုတ်တယ်ဟုတ်တယ်တော်တော်ဟုတ်ကဲ့တင်းတော်မတရားဟိုဥစားဒီဟိုဘော်ဘီဆက်စာရူပါလို့ဆိုလို့ရှိရင်လေဟိုသူကတော့ဒီတမီးကဘာပြောလဲဆိုတော့သူကကျွန်တော်ဒီ drama ဒရိုက်တာဒီနဲ့တတ်မှတ်ထားနေသူပါတယ်တတ်မှတ်ထားတော့သူကျွန်တော်ကသူ့ရဲ့ idea တွေကဇက်နဲ့အဝင်ဝင်ကြဖြစ်နေတော့ဘာမှမပြင်မိဘူးပေါ့နော်မပြင်တော့သူကအဲ့ဒါအားမလို့အားမရဖြစ်တယ်သူဘာဘာကြောင့်လဲဆိုတော့ဟိုကောင်းနေတာကိုဆိုတော့ဟိုဒရမာဆိုရင်ကကျွန်တော်တို့သွားကျင်တဲ့စိတ်နဲ့သူတို့မြင်တာနဲ့ကိုရောက်မရောက်စွာဘူး ထိန်ရသေးတာဒါကတော့အကုန်လုံးနဲ့ရောပြီးတော့ပါသွားတာပေါ့ဟိုသူဥစားအကုန်လုံးနဲ့လိုင်ရောကြီးတွေဖြစ်နေတယ်ကားထဲမှာတက်ရောကြီးတွေဖြစ်နေတယ်ထင်တော့မထင်ရဘူးအဲ့ဒါထုတ်လို့ဒူဘကဟိုအကြံပြုတာပါတစ်ခေါက်ရိုက်တယ်ဆိုတာကျွန်တော်အဲ့ဒီကိုလူမင်းနဲ့ဘော်ဝီဆော့ဆာနဲ့ဘော်ဝီဆော့ဆာနာမည်ကြီးတဲ့ခြင်းတစ်ပုတ်ပဲအဲ့ဒီခြင်းကိုတိုက်တယ်လို့ပြောဗီဒီယိုရိုက်တယ်ပရိသတ်လည်းအဲ့ဒီတော့တော်တော်ကြားပြီးနှစ်ဆယ်နဲ့ခြေလောက်ရှိဦးနေတယ်လို့ ဆက်ပြီးတော့သူမရိုက်တော့ဘူးအဲ့ဒီကလည်းအောင်မြင်တယ်တရုတ်ဆောင်တော့အဲ့တော့ဒီစာကျက်တာဘလို့ dialogue ကိုကျက်လဲဆိုတော့ तू က rap ပုံစံမှတ်ထားအဲ့လိုအဲ့လိုမှတ်တာတဲ့ဆိုတော့ तू ကလည်းမရှင်းဆိုတဲ့ပုံစံ तू ကျက်တာတဲ့ဆိုတော့ तू ကလည်းတမျိုး dialogue ကိုဟုတ်ကဲ့အော်ဟောစရာအော်ဟောစရာကောင်းတယ်ဟုတ်အဲ့ဒီအတဲကအစင်ပြေနေတာအဲ့ဒီကလေးမလေးကပြေတော့ နောက်အဆက်ပြတ်သွားတော့အခုကိုင်းတွေ့တော့မှမေးပြီတမိပါမလို့ဆက်မကြိတ်တာလဲဆိုတော့ညတချင်းနဲ့ရုပ်ရှင်နဲ့မတူတဲ့ဟာတွေသူရှင်းပြတယ်အဲကြောင့်တချင်းကတော့အမြဲတမ်းပြည်သက်နဲ့ interest ဖြစ်နေတာကိုရုပ်ရှင်ကတော့နည်းနည်းဟိုဟိုကဖြစ်တဲ့အတွက်ကြောင့်မို့သူအဲ့ဒါကြောင့်မာဆိုပြောပြတယ်မင်းအခုကတော့အဲ့လိုတော့ပုံတော့ဆက်ပြေးတယ်ပြေးတယ်ပြေးတယ်ဒီအဲ့ဒါဖြစ်သွားတာဒီကလေးလေးကြီးရဲ့အဲ့လိုမဟုတ်ဘူးကွန်ပလိန့်ပေါ်မှာ မဖြစ်ပါဘူး။ तू ကကျွန်တော်ကသူ့ကို item တွေဘလို့ပိုင်းအကြောင်းကပြောပြမယ်လို့ तू တွတ်ထားပုံရပါတယ်။ဒါပေမဲ့ဟာသားကအခုနပြောလို့ဟာသားကဖြစ်နေတော့ तू ပြောတဲ့ဟာတွေကသူ့ရဲ့စကားပုံစံလေးတွေနဲ့အဝင်ဝင်ကြဖြစ်နေတော့ကျွန်တော်ကဟိုပြင်ဖို့မလိုလို့မပြင်တာပါ။မဖြစ်ပါဘူး။ကျွန်တော်ပထမဆုံးဥစ္စာသူ့လည်းအဲ့ရိုက်ဘူးတယ်။နောက်ပြီးတော့ဟိုအခုတော့မရိုက်တော့ဘူး။ဟွာလေး ဟိုဩရတနဲ့ဆိုချင်းဆိုရဲအေဒင်ချိုဆွေတို့ကလည်းကျွန်တော်အဲ့လိုပဲတရှင်းသူတရှင်းလေးကြည့်ပြီးတော့သဘောကျလို့ထုတ်လို့သူပြောထုတ်လို့သူကရိုက်မယ်ဆိုပြီးတော့လည်းရိုက်ဖြစ်တာအဲ့ဒီကောင်လည်းအေဒင်ချိုဆွေလည်းအောင်မြင်ခဲ့ပါတယ်ဟိုအဆင်ပြေတယ်အဆင်ပြေတယ်ဒီကလေးမလေးအဆင်ပြေတယ်သူလုံးမယ်ဆိုရင်ပေါ့လေအဆင်ပြေပါတယ်အဲ့တော့သူပြောလို့ပဲ drama ပိုင်းလည်းရိုက်ပြီးကျင်တယ်ဒီကလေးမလေးကိုလေအောင်မြင်တဲ့ကောင်ကောင်းပြောက်ဖြစ်မှာ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 ဟုတ်ကဲ့ဟုတ်ကဲ့ ဟောဥစားပေါ်တော့လက်ရှိကကျွန်တော်တို့ဒီမှာရှိတဲ့အနေအထားအကြဒီယုံမာလာကြည့်တဲ့2နာရီပတ်ချတဲ့လောက်ကိုဟိုအိမ်မှာစိတ်ညစ်ခဲ့တာတွေမစမပြုံးမှုတာတွေလူတိုင်းမှာရှိနေကြတာလေရှိနေတော့ဒီ2နာရီလောက်တည်းမှာအားလုံးအဆင်ပြေသွားစေရမယ်လို့ဟိုခဏတာဟိုပြေပြောက်သွားမယ်လို့ကျွန်တော်အာမခံပါတယ်